ဒါကတော့အမေရိကန်နိုင်ငံမှာဖြစ်သွားတဲ့စာပေါ့နော်။ကော်မလေးကဖုန်းကိုကြည့်ပြီးတော့လမ်းဖြတ်ကူးနေတာဗျာ။ဒါကိုကောင်လေးတယောက်ကမြင်ကကြတော့ကားအက်ဆီဒင့်ဖြစ်မှာဆိုလို့ဆိုတော့ဝင်ကူးလိုက်တာ။ပြည်သနာကအဲ့ကောင်မလေးကသူ့ကိုကယ်တဲ့လူကိုတရားပြန်ဆွဲတာ sexual harassment လုပ်ပါတယ်ဆိုပြီးတော့တရားဆွဲတာ။ရဲတွေကလည်းဒီအနီနာအသက်သေး view file နဲ့အားလုံးချက်ကြည့်တဲ့အခါမှာလည်းဒီကောင်လေးက sexual harassment လုပ်ဖို့အတွက် ရွေးချက်မရှိဘူးလို့တော့သူတို့ကတော့ပြန်ပြီးတော့ထုတ်ဖို့ပြောတယ်ဒါပေမဲ့ကောင်မလေးဘက်ကအရှင်းနေတွေဘာတွေကတော့မရဘူးပေါ့ဗျာသူတို့ကမိန်းကလေးတယောက်ကိုဘာမှမဆိုင်ပဲထိခွင့်မရှိဘူးတော့ဘာလို့ညာတော့ပေါ့ဗျာဘလောက်ပဲသေးရှင်ဖြစ်နေပါစေလုံးဝမထိရဘူးပေါ့ထိလို့ရှိလို့ရှင် ပြင်မှုမြောက်တယ်တွေဘာတွေတွေပေါ့ဗျာကိစ္စကသူတို့ online မှာလည်းပြန်တယ် သူမီလီယံနဲ့ရှိတဲ့အငင်းပွားမှုတွေရှိရတချို့ကလည်းထောက်ခံတယ်တချို့ကလည်းမထောက်ခံဘူးပေါ့နော်အစုံဖြစ်နေတာအဲ့တော့နောက်ဆုံးတော့ဘယ်လိုဖြစ်သွားလဲဆိုတော့စေတနာကနေဝေဒနာဖြစ်သွားတာပေါ့ဝေဒနာဆိုတော့ကိုယ်ထွက်ဝေဒနာဖြစ်ပြီးတော့ကံစိုးရင်ဒီကောင်ထောင်းနေပါလေပါအောင်းသွားနိုင်တဲ့အခြေအနေမျိုးရောက်သွားတယ်ဗျဒီလိုတွေကအားရရတိုင်းတရားတွေဆွဲနေမယ်ရှောက်ပြီးတော့ပြောနေမယ်ဆိုလို့ရှိရင်တော့နောက်ဆိုလို့ရှိရင်ဘယ်သူမှကူညီရမှာမဟုတ်ဘူး ကကူညီမယ်ဆိုလို့ရှိရင်လည်းကိုကတော့အရင်ဆုံး emergency အခြေအနေမှာကူညီရမယ်၊ကယ်ဆယ်ရမယ်ဆိုလို့ရှိရင်တော့ဟိုဘာမကင်မီညာမကင်မီအောင်တော့ကြိုတင်ပြီးတော့ legend ထားတာပိုကောင်းတယ်မဟုတ်ရင်တော့တေချာတော့ပါဇက်နဲ့အော်ပြောပိုကောင်းမယ်ထင်ပါတယ်ဒီလိုမျိုးမိုက်ကစားပြောတဲ့မိတော်ဖြစ်တဲ့ကိစ္စမျိုးတွေကလူတွေရဲ့ကုညင်ခြင်းစိတ်တွေကိုရိုက်ရှိုးတဲ့ဥပဒေနဲ့လည်းနည်းနည်းခက်ဆစ်ဆစ်တူတယ်ဗျာအဲသဘောတရားကတော့မိန်းကလေးတယောက်ဆိုလို့ရှိရင်သူ့သူဘာဖြစ်ဖြစ်ပြစ်ထားလိုက်ဆိုတဲ့သဘောမျိုးပေါ့